နိုင်ငံခွာထိုင်ပြီးနဖက်ပြည်သက်တွေရဲ့အခြေတွေကိုရယူထားနိုင်တဲ့အေဝီတောင်းနဲ့ဆူရီတောင်းမြန်မာနိုင်ငံလူပညာပြောင်းလဲရေးကြောင့်လူပညာလောကလည်းနှစ်ချမ်းကွဲခဲ့ရတဲ့အဖြစ်ကိုရောက်ခဲ့ပါတယ်။အစိမ်းဘက်ကလူပညာသည်တွေကိုအနီးဘက်ကပြည်သက်တွေကဆဲဆိုကြသလိုအနီးဘက်ကလူပညာသည်တွေကိုအစိမ်းဘက်ကလူတွေကဆဲကြပါတယ်။နိုင်ငံပြောင်းလဲမှာအစိမ်းမခံရတဲ့လူပညာသမားဆိုရာခဲရှာရှာပါအဲ့ဒီထဲမှာလုံးဝအစိမ်းမခံရဘဲအနုပညာလုပ်တွေကိုလောက်ခွင့်ရနေရတာကတော့မအီတောင်းပါ ဖိုင်တောင်ကအချိန်တော်ကြာပြခွဲပြီးမှမြန်မာဝန်ဆောင်နေဝဲပြီးစာအုပ်ဆိုင်မှာစာရီဖက်တဲ့တပ်ပုံတွေအွန်လိုင်းပေါ်ရိုက်ပြရင်နမေပြန်ကြည့်လာသူပါသူပြန်ပေါ်လာစကသူ့အသက်ကိုပရိသတ်ကမယုံကြည်နိုင်ဖြစ်ခဲ့ရပါသေးတယ်။ဖာကြောင့်ဆိုသူမပေါ်တာတကယ်ကိုအတော်လေးကြာပြီးမှခုလိုပြန်ပေါ်လာတာမလို့သူမအသက်ကရမ်းကြည့်ပြီးထင်ခဲ့ကြတာပါသူမအသက်မကြည့်သေးတဲ့ကြောင့်ကိုမှတ်ပုံတင်ထုတ်ပြပြီးဖြေရှင်းမှ ပရိသတ်ပြောဆိုမှုတွေရတန်းသွားခဲ့တာပါ ။ဖိုင်တောင်းလို့ကြပြရီဆရာရီတိနာမည်ပြန်ကြည့်ခဲ့ပါရီ။နာမည်ကြည့်ပြီးမကြိုက်ခင်မှာပဲယောက်ျားကောက်ယူသွားခဲ့ပါရီ။တမယောက်ျားကလည်းမီဒီယာလောက ထလို့သူလောကနဲ့မကင်ရမကင်ကြမုံ။တမကယောက်ျားရပီသေးတဲ့အောင်လဲတမရဲ့အလုပ်တွေကိုဆက်လုပ်ခွင့်ရနေပါရီ။စွေဤတောင်းကတော့ဆိုတော့ကြားပေါက်နဲ့အကြောင်းပါလက်ထက်သွားသူပါ။စွေတောင်းနဲ့ကြာပေါက်မရခင်တော့ကကြာပေါက်ကယောက်ျားချင်းချိုင်နေရမုံသူရဲ့အရင်မိန်းမနဲ့ကလေးတွေကိုကွာရှင်းခဲ့တဲ့ဆိုတဲ့တဲ့နေထွက်ဖူပါတယ် ကြားပေါက်ကြိုက်တဲ့သူကလည်းဇဝင်းထွေရဲ့သားအီတိုနဲ့ဆိုပြီးပြောကြတာမလို့ပရိသတ်ခင်ဗျာသူတို့လိန်ခဲ့တာတွေအမှန်ထင်ခဲ့ပါရင်ကြားပေါက်တယောက်တကယ်ပဲလိုင်းပြောင်းသွားတယ်လို့ထင်ခဲ့တာပါနောက်မှသဘောပေါက်သွားတာကစွေတောင်ကိုပရိသတ်ကဆဲမဆိုလို့ဆိုရနာလေခဲ့ပါရင်အတော်ကိုလူကြီးလဲပြီးမြမပြီကတန်ပေါင်းပရိသတ်တွေကိုနှစ်ပေါက်တစ်ပေါက်ရိုက်နိုင်တော့တော်ရယ်ပြောရမလားပါဗျ ကြဘောက်ကအနိဘက်ကရတီသူတယောက်လည်းဖြစ်ပါတယ်။အေဝီတောင်ယောက်ကြားကတော့လက်ရှိအစိုးရနဲ့အတူတူအလုလုကိုင်းနေတဲ့သူတယောက်ဖြစ်ပါတယ်။ညီမနေရောင်ကတစ်ဖက်နဲ့တစ်ဖက်မတူညီတဲ့ယောက်ျားတွေကိုယူထားတဲ့အတွက်သူတို့နှစ်ဦးကိုဆယ်ဖို့ပြိတက်ခမညာမျက်စိလဲရသလိုနှစ်ဖက်စလုံးရဲ့အပီချင်းကိုလည်းခင်ရပါတယ်။အခြားနည်းပညာသမားတွေကတော့တစ်ဖက်မဟုတ်တစ်ဖက်မူသူတို့မှာစိုးရင်စိတ်တွေရှိနေကြပါတယ်။သူတို့အပီတဲ့ဘက်ကရှုံးသွားရင်ဘယ်လိုလုပ်ရပါ့ ဆိုတဲ့ပူပန်မှုတွေရှိပေမယ့်နှစ်ဖက်စလုံးနဲ့တဲအောင်ပေါင်းနိုင်တဲ့အဝီတောင်းနဲ့စွေတောင်းတို့ရဲ့ပေါင်းသင်းဆက်စိုင်းစကေးကအတော်ကိုမြင်တယ်လို့ပြောရပါမယ်မိမိလှုပ်ချနာကိုလို့ရင်နှစ်ဖက်စလုံးရဲ့ကြည်ဖြူမှုကိုရအောင်ချုပ်ကိုင်းနိုင်ကြပါရည်။ဂျန်နဲ့လူပညာသမားတွေလည်းသူတို့ညီမမိသားစုလို အတူယူသင်ပါရည်။ဒါဆိုရင်ကြောက်စရာမလို့ဆဲဆုခံစရာမလို့ပဲမိမိအတန်မူရန်ချောင်းကိုလုံနိုင်မှာပဲဖြစ်ပါရည်။ ဖေဖျားကတကူချိန်မှန်မတရားတဲ့ချိန်ဒီမှာနှစ်ဖက်မြပြီးနေထိုင်တတာကလည်းညင်ရင်မြင့်တဲ့အထဲပါပါတယ်။ဒါကြောင့်မို့လဲအေဝီတောင်တယောက်ကတော့ပုံနေအိုင်မပြတ်ဇလန်တွေအိုင်မပြတ်နဲ့အစဲခဲရခြင်းဘဝကင်းဝေးစွာနေထိုင်ပါတယ်။အတော်လေးလာတဲ့ချုပ်ကန်ဆန်လေးလို့ပြောရပါမယ်။ဟုတ်ကဲ့ပါရှင်ခုလိုမျိုးဆယ်လီရီရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။